Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Manchester United ကတော့ Matthias Cunha ရဲ့အပြောင်းအရွှေ့တရားဝင်ပြီးမြောက်ကြောင်း Matthias Cunha ကို Wolverhampton ကနေပြီးတော့ကျွန်တော်သားအမှန်တကယ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းတရားဝင်ကြေညာခဲ့တယ် United အတွက်တော့ Club World Cup အတွက်ဖွင့်ပေးထားတဲ့ကျွန်တော်အပြောင်းအရွှေ့ရာသီ10ရက်အတော်အတွင်းမှာဒီကစားမတအုပ်ကိုရအောင်ခေါ်နိုင်ခဲ့တာပေါ့လေ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိမှာဆိုလို့ရှိရင်စိတ်လှုပ်ရှားစရာအကောင်ဆုံးကစားသမားတစ်ယောက်ဘူပန်ဟန်တန်မှာခြေသွမ်းကောင်းနေအများကြီးပြသနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ကိုကျွန်တော်တို့က official ခေါ်နိုင်ခဲ့တာဆိုတော့ United ကဒီ Matthias Cunha ကို2030ခုနှစ်တိတက်တန်းကြီးတဲ့စာချုပ်တရက်ကိုချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီနေ့မှာတက်တန်းတူခွင့်တစ်နှစ်ပါကျွန်တော်ထပ်ပြီးတော့ပါသေးတယ်ဆိုတော့2032ခုနှစ်တိတက်တန်းရှိနိုင်မဲ့စာချုပ်တရက်ကိုချုပ်ဆိုနိုင်ခဲ့တာပေါ့လေဒါကြောင့်မနော်ဒီအသင်းရဲ့ကျွန်တော်တို့က Jason Wakeos ဒါ အတင်းအားကစားဒါရိုက်တာအဖြစ်ကြီးညာအပြီးမှာသူကိုယ်တိုင်ကတော့ဒါကုညာဒီကျွန်တော်တို့နွေရာဒီအပြောင်းရွှေ့မှာအမှန်ကန်ခေါ်ခြင်းနဲ့ကစားသမားတွေတဲ့ကတူဖြစ်တာမျိုးအဲ့လိုကစားမမျိုးကိုရအောင်ခေါ်နိုင်ခဲ့တဲ့အတွက်အင်မတန်ဝမ်းသာမိကြောင်းပေါ့နော်ဒါအပြင်အတင်းဘက်ကလူရှိတဲ့ကျွန်တော်ဒါအော် strength ဘိုင်းမှာ immediate counting ကစားမလေးဖြစ်ရမယ် dynamic ဖြစ်ဖြစ်လဲကစားနိုင်ရမလို့ပျော်ပြေမှုပေးစွမ်းနိုင်တဲ့ကစားဟန်ဒီကိုပိုင်းဆိုင်ထားတဲ့ကစားမတယောက်ကို ခေါ်နိုင်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်အင်မတန်ကိုဝမ်းသာကြောင်သူ ပြောသွားတယ်ကစားမရဲ့ရည်သွေးတွေကိုလည်းအများကြီးချီးကျူးသွားတယ်ကွန်ညာကတော့မန်ချက်စတာယူနိုက်တက်ကစားမဖြစ်လာတဲ့အပေါ်မှာခန်းစားချက်တွေကိုစကလုံးနေနဲ့တောင်မှပေါ်ပြဖို့အင်မတန်ခေးလွန်းနေဆိုပြီးတော့သူပြောထားတယ်လို့ဆက်ပြီးတော့ဘရာဇီးမှာဂလီဘွားကလေးကဒီသူကွယ်သူအဖွားရဲ့အိမ်မှာပရီးမီယာလိဂ်ပွဲတွေပါနေကြည့်ရဆိုလို့ရှိရင် Manchester United ဟာသူ့ရဲ့ English အကောင်စုအဲသူ့ရဲ့ဘောနော်ဒါ English အသင်းတွေမှာစိတ်ကြအသင်းဖြစ်ကြောင်းဘောနော်ဟိုပြောသလိုတတော် United ရဲ့နီအောင်ဂျာစီကိုလည်းအမြဲတမ်းဝစ်ဆင်နေကြတာဖြစ်ကြောင်းအိမ်မက်မက်ခဲ့မှုကြောင်းကျွန်တော်ဒါပြပြောထားတယ်လက်ရှိဒီအိမ်မက်ကိုအမေအမေငယ်ဖြစ်မြောက်လောင်သူကူညီပေးခဲ့တဲ့သူ့ရဲ့ဒါဟိုမိသားစုဝင်တွေကလက်ရှိတာဝန်ရှိသူတွေရောကျေးဇူးတင်ကြောင်းလည်းသူပြောထားတယ်။ဒါအပြင်မချခင်မှာအသင်းရဲ့ယာတီကျိုးလေ့ကျင့်ကွင်းတွေမှာလည်း အဲအစီအစဉ်ဒီမှာလည်းကျွန်တော်တို့ကပါဝင်ဖို့ပေါ့နော်အတင်းပေါ်တင်ရင်းနှီးမှုတွေရယူဖို့မဆောင်နိုင်တော့တဲ့အကြောင်းသူပြောထားတယ်။ဒါကြောင့်ပေါ့နော်အခုလက်ရှိကျွန်တော်ရဲ့အာယုံစိုက်မှုတွေအကုန်လုံးကအတင်းအတွက်တံပိုးရှိတဲ့ကစားမတူဖြစ်လာဖို့ကြိုးစားအားထုတ်ဖို့နဲ့ဒီကလပ်အတင်းကိုထိတ်ဆုံးနေရာပြန်ရောက်အောင်ကူညီပေးနိုင်ဖို့ဖြစ်တယ်ဆိုပြီးတော့ Matthias Cunha ကတော့ပြောသွားတယ်။ဆိုတော့ဒီနေရာမှာ Matthias Cunha ဟာလက်ရှိကျွန်တော်တို့ခေါ်ဖို့ကြိုးစားနေတဲ့တခြားကစားမတွေနဲ့မတူဘူး။ဘာလို့လဲဆိုတော့ဒီကစားမသည်ဘယ်အတင်းတွေရဲ့ဘယ်လိုစိတ်ဝင်စားမှုတွေပဲရှိနေပါစေ ် United ကိုပဲသူပြောင်းခြင်းနဲ့ Manchester United တာလင်သူ့ရဲ့ဘောနော်တို့တာဒါအိမ်မက်အသင်းပဲ United မှာကစားဖို့ဆိုတာမျိုးကသူ့ရဲ့ရည်ရွယ်ချက်ပဲဒါကြောင့်အခုလိုမျိုးအခွင့်အရေးရှိလာတဲ့အချိန်မျိုးမှာ Matthias Cunha ဒီတို့တူနေတဲ့အင်မတန်ဝမ်းသာကြောင့်သူပြောထားတယ်ဒါကြောင့်ဘောနော်ကျွန်တော်တို့လက်ရှိခေါ်ဖို့ကြိုးပမ်းနေတဲ့တခြား Vita Gyökeres တို့ဟလာနောက်တခြား Osimhen တို့ Basiman တို့เนาะဘယ်သူနဲ့မှမတူဘူးဆိုတာဒီကစားမတွေရာချန်ပီယံလိဝင်ဝင်ရမမရမဒီတယ်မလားဒါမှမဟုတ်ဒီချီသေးသလိုတပတ်ကိုလောက်ခလာစား3သိန်း4သိန်းမှဟွန်း ဲ့လိုမျိုးတွေကစားမားတွေရဲ့ဘက်ကလည်းတခြားကစားမားတွေရဲ့ဘာတခြားအသင်းတွေရဲ့ခွေဘူးကျိုးပန်းတာတွေကိုစောင့်ကြည့်တာတွေရောမကြည့်တာတွေရောဥရူရူအာရာရာတွေဖြစ်နေတာဗျာနော်ဒါပေမဲ့မက်ဒီစ်ကွန်ညာကအဲ့လိုမဟုတ်ဘူးယူနိုက်တက်ကိုကသူပြောင်းခြင်းတယ်ယာဒီမပြီးသေးဘူးကျွန်တော်ဘောနော်အဆင့်16လေးပါလိမှာရောက်နေတော့ဒါပေမဲ့လို့ကျွန်တော်အနေနဲ့ဘောနော်ဒီကွန်ညာဒီပြောင်းခြင်းတယ်နော်ဥရောပဝင်ခွင့်မရလဲပြဿနာမရှိဘူးသူပြောင်းခြင်းတယ်ဒါတော့ဘာတော့ကြောင်အခုလက်ရှိအဲ့တလိုမျိုးပြောင်းနိုင်ခဲ့တာဒီကစားမကတော့ကျန်တဲ့ကစားမကြီးနဲ့မတူဘူးလို့ကျွန်တော်ပြောတာ။ဒါဘာတော့အတင်းတွက်က အများကြီးဝမ်းသာစရာပါကျွန်တော်ဒီကွညာလိုကစားမမျိုးကိုရအောင်ခေါ်နိုင်ဖို့ဆိုတာမျိုးကတော့အတင်းတွေမလွယ်ဘူးပေါ့နော်အဲ့တော့တန်း60ကျော်လေးကျွန်တော်ပြီးခဲ့ရတယ်မတည့်စကွညာအတင်းမှာအံဝင်ခွင့်ကြဖြစ်ဖို့ပဲကျွန်တော်မျှော်လင့်ရမှာပဲတခြားမဟုတ်ဘူးယာဒီလာဟိုဘယ်လိုပြောမလဲအတင်းမှာကပြီးခဲ့တဲ့ယာဒီမှာ65နဲ့ယာဒီတင်ခဲ့ရတယ်လို့ရောက်လာပြီးတော့ဈေးကြီးနဲ့ရောက်လာတဲ့ကစားမတိုင်းအံဝင်ခွင့်ကြဖြစ်တယ်ဆိုတာကတော်တော်ကိုရှားရတယ်ဗျာအတင်းလိုက်ကလည်းယုံကန်ရတယ်ကစားမတွေတယောက်ချင်းစီရတယ်ယုံကန်ရတယ် နော် pressure တွေကလည်းမတူတော့ဘူးအခုလက်ရှိ Wuhan Hunter တို့ဘာလို့လဲသူဘာမှမဆိုင်မှာမဟုတ်တော့ဘူးနော် Wuhan Hunter မှာကစားတော့ကလိုမျိုးအနီးကပ်တွေဘာတွေထိခဲ့တယ်ဆိုရင်ဘယ်သူမှတော့မှသတိမထားမိခဲ့ဘူးတချို့လူတွေဆိုလို့ရှင်ဟာဒီကောင်ဘေးရမလားဒီ Wuhan Hunter မှာအနီးကပ်တွေဘာတွေထိသလားဘာညာမင်းတိကျမသိလည်းမယ် United ကိုရောက်လာပြီဆိုရင်တော့အဲ့ဒီလိုအခြေအနေမျိုးတွေကမီဒီယာတွေထိတ်ကိုပြန်ရောက်လာပြီးတော့ကစားမားကိုပြစ်မှတ်တာတိုက်ခိုက်တာမျိုးတွေကျွန်တော်ရှိလာတော့မှရေးကြသားကြတာတွေကျွန်တော်ရှိလာတော့မှနော်ဟိုဘယ်လိုပြောမလဲတာမန်ချီစွမ်းလောက်တွေပြနိုင်နေဆိုလို့ရှိရင်ဝေဖန်တာတွေခံရတော့မှ ဆိုတော့ United လို့အသင်းမျိုးမှာက24နှစ်တောက်ထောက်ပြီးတော့မျိုးလုံးတောက်တောက်ကြည့်နေကြတဲ့သူတွေကြီးပဲရယ်ဆိုတော့အသင်းမှာကကျွန်တော်အနေနဲ့ तू မှားလို့မရဘူးအားနေလို့ तू မရဘူးဆိုတော့ Wolverhampton မှာလို့မျိုးတက်တောင့်တက်တာကျွန်တော်ရှိလို့မရဘူးအဲ United ကိုရောက်လာတဲ့အခါမှာကျွန်တော်စိန်ခေါ်မှုတွေအများကြီးကို तू ရင်ဆိုင်ရင်ဆိုင်ရတော့မှာနော် Atletico Madrid မှာဖြတ်တန်းခဲ့မှုတွေ Leipzig တို့လားဟာလားနော်ကျွန်တော်မှာဖြတ်တန်းခဲ့မှုတွေနော် Wolverhampton မှာလည်းရှိပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ရာသီကအဲ့ရှိရဲ့ရာသီတွေမှာခြေသွမ်းနေပါနေပြခဲ့မှုတွေအဲဒီမဲ့လို့ပေါ့နော် United တီး မတူညီတဲ့ကလပ်တင်တင်ဖြစ်သွားပြီသူတို့စိန်ခေါ်မှုတွေဒီတင်းတင်းနဲ့ဂျုံနေရတော့မှမလွယ်ပါဘူးဆိုတော့ဟိုကျွန်တော်တို့ဗောနထင်တာထက်ပိုပြီးတော့ကျွန်တော်ဖြစ်တင်ထားတဲ့ပိုပြီးတော့ကောင်းတဲ့ performance တွေကုညာပြနိုင်ပါစေလို့ပဲကျွန်တော်မျှော်လင့်နေအဓိကအဖြစ်ကတော့တကယ်ကိုဒီအသင်းကိုပြောင်းကျင်လွန်းလို့ကိုပြောင်းလာတဲ့ player တယောက်ဖြစ်တဲ့အတွက်ကိုပဲကျွန်တော်ကတော်တော်ကိုအဆင်ပြေစေချင်တာเนาะတော်တော်ကိုအဆင်ပြေတဲ့ကြောင့် မဒီယက်ကွန်ညာဒီလာမယ့်ရာသီမှာတကယ်ခြေစွမ်းကောင်းတဲ့အသင်းဒီကစားမတစ်ယောက်ဖြစ်အသင်းပေါ်မှာကူညီပေးနိုင်မှုကျွန်တော်မျှော်လင့်နေဆိုတော့2030ခုနှစ်ဒါအပြင်တစ်နှစ်တန်တန်2031တိတတန်းရှိနိုင်မယ့်စာချုပ်တရက်ကို United ကချုပ်ဆိုထားတယ်မဒီယက်ကွန်ညာဒီ United မှာဘာနံပါတ်ဒီဝင်မလဲဘာညာဒါဒီကျွန်တော်လောလောဆယ်မှာစိတ်ဝင်စားစရာမလိုသေးဘူးเนาะဆိုတော့ဒီကစားမရဲ့အပြောင်းအရွှေ့ official ဖြစ်နိုင်ခဲ့ပြီး အန်ဘူမူတို့ရဲ့အပြောင်းရှိကိုပဲကျွန်တော်ကြိုးပမ်းတော့မယ်ဆိုတော့ညီကတို့အနေနဲ့ရောမက်ဒီယက်ကွန်ညာရဲ့အပြောင်းရှိကိုအားရကျင်နေမှုရှိကြလားဒီကစားမဟာအတင်းရဲ့တိုက်စစ်ကိုအမှန်ကန်ကျွန်တော်တို့ဒီအားကောင်းအောင်ပေါ့နော်ကြိုးပမ်းပေးနိုင်မယ်ကစားမတယောက်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်